မြူသားညညရဲ့အစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသရဲ့လက်ယုံအထူးတပ်ဖွဲ့ဖြစ်တဲ့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF ရဲ့စစ်ကြောင်း၁စစ်ကြောင်းမူရဲဘော်ဆရာကြောင်းကြဆုံခြင်းတစ်နှစ်ပြည့်နဲ့ကြဆုံရဲဘော်များအားအောင်မေတ္တရာအလေးပြုခြင်းအခမ်းအနားကိုမနေ့ကကျင်းပခဲ့တယ်လို့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF ကထုတ်ပြန်လိုက်ပါတယ်။ အဆိုပါအခမ်းအနားမှာပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အားအလံတဝက်ချအလေးပြုခြင်းသစ္စာဒိဋ္ဌံရွတ်ဆိုခြင်းကြာဆုံးရေးပေါ်တူးချင်းစီရဲ့တော်လန်ရေးဆောင်ရွက်ချက်မှတ်တမ်းများအားအောင်မေတ္တိယပွဲဂုံယူပွဲပြန်လည်မျှဝေခဲ့ပြီးကြာဆုံးရေးပေါ်တွေကိုအလေးပြုခြင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ရေးပေါ်ဆရာအကြောင်းမှာအထူးစစ်စင်ရေးတပ်ဖွဲ့ SOF ရဲ့စစ်ကြောင်း1စစ်ကြောင်းမှုဖြစ်ပြီး တပ်ဖွဲ့ရဲ့စစ်စင်ရေးမှုဖြစ်ကြောင်းရဲဘော်ဆရာအကြောင်းမှຫນွေဦးတော်လန်ရေးစတဲ့အချိန်ကစပြီးမျိုးပြစစ်စင်ရေးများဖြစ်တဲ့ဗျံလွားအောင်စစ်စင်ရေးနန်းထိုင်းအောင်စစ်စင်ရေးနဲ့ကျေးလက်စခန်းတိုင်တိုက်ပွဲများစွာဥဆောင်ခဲ့တဲ့စစ်စင်ရေးမှုတအုပ်ဖြစ်ကြောင်းနဲ့တပ်ဖွဲ့ရဲ့တိုက်ခိုက်ရေးထူးချွန်စုချင်းမြင့်ခြင်းခံထားရပြီးစာဆုံးတဲ့အချိန်မှာကာကွယ်ရေးဝန်ကြီးဌာနရဲ့ဥညွတ်ဂုံပြူလွာချင်းမြင့်ခံရသည်လို့ အထူးစစ်စင်ရေးတပ်ဖွဲ့ SOF ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရဲဘော်ဆရာကျောင်းနဲ့အတူရဲဘော်ကလာကြီးရဲဘော်ကိုဟိန်းရဲဘော်မိုက်တီတို့၄ဦးမှာ၂၀၂၄ခုနှစ်ဧပြီလ၂၅ရက်နေ့ကကရင်ပြည်နယ်ဖျားသုံးစုမျိုးအနီးတောင်စုံစခန်းသိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်ကိုရွရွချွန်ချွန်တိုက်ခိုက်ချွေမုံရင်းစစ်ကောင်စီတပ်စခန်းကုန်းပေါ်မှာကြာဆုံးခဲ့တာဖြစ်တယ်လို့သိရပါဗျ။